းလာရတဲ့အချက်လေးတွေကတော့သူရဲ့ဒီအတန်ပါဝါပေါ့နော်ဟုတ်အတန်ပါဝါကောင်းဆိုဒီကဘာကျော်အဆိုတော်ကြီးတယောက်လဲဒါဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲကြောင့်အတန်ပါဝါလည်းကြိုက်တယ်သူရဲ့ဒီတေးသွားလေးတွေဒီတေးသွားလေးတွေဒါဖွဲ့တဲ့နေရာမှာပေါ့နော်ကျွန်တော်တို့ဒီတချင်းလေးတွေဒါအရန်ကောင်းတယ်အဲကြောင့်ကျွန်တော်ရဲ့ဒီဘိဘကျေစုဆက်တဲ့အမိနာမှာရှိမဲ့ဒါဆိုတဲ့တချင်းလေးကိုစပြီးတော့ဒီရေးပေးလိုက်အောက်ခဲတာပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးသူဆိုရရင်လည်းရောက်တာရင်းနေရောက် ်ဒီတိုင်းဒေသကြီးမအူပင်မြို့ကအိမ်ချမ်းမြေလုပ်ငန်းလှုပ်ဆောင်နေတယ်ထွတ်မြတ်ကိုကိုဖြစ်ပါတယ်ခင်ဗျာမအူပင်ထွတ်မြတ်ကိုကိုပါဟုတ်ကဲ့လူလေးတွဲဖြည့်ဖြစ်တဲ့အကြောင်းကတော့ကိုထွတ်မြတ်ကိုကိုကအိမ်ချမ်းမြေလုပ်ငန်းတွေလုပ်ပါတယ်အိမ်ချမ်းမြေလုပ်ငန်းလုပ်ရင်းနဲ့မတိယုံဟာကိုသူကနေတော့ကျွန်တော်တို့ page messenger ကနေဆက်သွယ်ပြီးတော့တချင်းအပ်တယ်အဲဒီအူပင်မျိုးကထွတ်မြတ်ကိုကို HMB လုပ်ငန်းကြော်ညာအပ်တော့မတိယုံဟာရေးပြီးစုပေးလိုက်တဲ့တချင်းအဲ့ဒီမှာသူတို့ နယ်မှာအဲ့တချင်းဖွင့်တယ်သူ့လုပ်ငန်းခွင်မှာဖွင့်တဲ့အချိန်မှာအများကြိုက်တယ်နှစ်သက်တယ်ပြီးတော့ကျွန်တော်အလုပ်ပေါ်မှာလောက်ကင်ဆောင်ရွက်တဲ့စီကန်းတွေနီးစနစ်တွေစူးစမ်းအားထုတ်မှုတွေကိုတဲ့သူကလေးစားလို့အတိမတ်ပြုတဲ့အနေနဲ့နောက်ပိုင်းကျတော့အဲ့ဒီတပုတ်တွေမဟုတ်သူကိုယ်တိုင်စုံမဲ့တချင်းတွေပါအလာလာဖြစ်ပါတယ်။ဝါသနာလည်းပါတယ်ပေါ့။ဝါသနာလည်းပါတယ်။နောက်ပြီးတော့ဒီတည်င်းကျုပ်ပေါ့နော်။တည်င်းကျုပ်မှာဒီမိဘမေတ္တာတခြင်းလေးအမိနားမှာရှိမဲ့တားဆိုတခြင်းလေးကိုဟုတ်ပါတယ်။ဒါကျွန်တော်ကိုယ်တိုင်ဒီဆိုပြီးတော့ဝေယံခိုင်ပိုင်ရံနဲ့မှာတေးချာ ရေးပြီးတော့မှဟုတ်ကဲ့ဟုတ်ကဲ့ဒေလာရချက်လေးတွေကတော့သူရဲ့ဒီအတန်ပါဝါပေါ့နော်ဟုတ်အတန်ပါဝါကောင်းသူဒီကဘာကျော်အဆိုတော်ကြီးတယောက်လဲဒါဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲအကြောင်းအတန်ပါဝါလည်းကြိုက်တယ်သူရဲ့ဒီတေးသွားလေးတွေဒီတေးသွားလေးတွေဒါဖွဲ့တဲ့နေရာမှာပေါ့နော်ကျွန်တော်တို့ဒီတချင်းလေးတွေဒါအရန်ကောင်းတယ်အဲအကြောင်းကျွန်တော်ရဲ့ဒီဘိဘကျေးဇူးဆက်တဲ့အမိနာမှာရှိမဲ့ဒါဆိုတဲ့တချင်းလေးကိုစပြီးတော့ဒီ ရေးပေးလိုက်ရေးအောက်ခဲတာပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေး तू ဆိုရလိုက်ရင်လည်းရောက်တာရင်းနေရောက်ဘလို့ခံစားချက်နဲ့ရေးပေးလိုက်တယ် तू ကသူ့ဘဝလေးကတနာဖို့ကောင်းတယ် तू ကအေယာဝတီတိုင်းမအူပင်မျိုးနော်ကျွန်တော်ရဲ့ဇာတိမျိုးနဲ့ तू က6မိုင်7မိုင်လောက်ဝေးတဲ့ရွာတရွာရှိတယ်တိုက်ကုန်းဖျားကုန်းဆိုတဲ့ရွာအဲ့ဒီရွာမှာ तू ကယ်ရီဆွဲပြီးဝမ်းစာရှာတာကယ်ရီဆွဲပြီးဝမ်းစာရှာတယ်လွန်ခဲ့တဲ့9နှစ်ဝင်းကျင်လောက်ဆိုသူ့မှာတနေ့လုံးလှုပ်အားကားတွေကနေပြီးတထောင်ပဲ तू ကတုံးတာအဲ့ဒီတထောင်နဲ့သူ့ရဲ့ bike ဖြည့်ခဲ့ရတာပေါ့နော်တထောင်နဲ့လောင်းငါအောင်စားတာတထောင်နဲ့လောင်းငါအောင်စားပြီးသူ့ဘဝကိုစူးစားခဲ့ပြီးတော့ဒီအချိန်နေသည့်ရောက်လာတဲ့အချိန်အဲ့ဒါလေးကျွန်တော်ပြောပြတော့ကျွန်တော်ကသူ့ကိုဂယုနာတက်တယ်ပြီးတော့သူ့ဒီရိုးသားတယ်စူးစားတယ်ပြီးတော့မိဘကိုလည်းလှုပ်ကျွေးနေတဲ့တာသမီဖြစ်တဲ့အတွက်အော်သူအဖေကလွန်ခဲ့တဲ့10နှစ်ကဆုံးပါပဲ။ခြေပိုင်းမှာဖေးဆုံးသွားတဲ့အချိန်မှာသူကဘဝကိုခက်ခက်တန်းငယ်။နော်ခက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 ်စူးစမ်းခဲ့ရတယ်။အခုလဲကြတော့သူအစူးစမ်းလာတာတွေကအထိုက်လျောက်အောင်မြင်မှုတွေရလာတယ်။ ရလာတဲ့အချိန်မှာသူမအေကို तू ကသူ့ရဲ့ချွေးနေစားလောအားကုတို့လိုလိုသေးမရှိအောင် तू ပြုစုဆောင်ရှောက်အဲ့မှာ तू ကအမေကိုအမှုပညာနဲ့ပါကျေးဇူးဆက်ချင်တယ်ဘာလဲဆိုတော့အမေတဲ့အဖေမရှိတော့လဲအားမငယ်ပါနဲ့အမေအနာမှာအမေအသားရှိနေမယ်ဆိုအမေအနာမှာရှိမယ်ဒါဆိုတဲ့တေးတခြင်းကျွန်တော်ရေးပေးတာသူရှင်နဲ့လဲရောက်တယ်အဲ့ဒီဥပင်မျိုးကအမျိုးတွေပြိတ္တတွေလဲကြိုက်ကြပါတယ်အားပေးကြတယ်ဘာဝိုင်းပြီးတော့ပါခုဘုဆိုလို့ရှိရင်သူတခြင်းလေးလဲ တ်တယ်ဟုတ်ကဲ့ဟိုသူလည်းပတ်သက်ပြီးတော့ကြော်ညာတွေဟိုဟိုပါပေါ့ကြော်ညာလုပ်ငန်းတွေများစွာချိန်ဆက်တွေထက်ရလာအခုဒီနေ့ကားစီးလာရတဲ့တောင်တခါတို့ရွှေညီကိုနော်ဟုတ်လားဟိုနေဖိတ်စာမိတ်တူဟောရွှေညီကိုဖိတ်စာမိတ်တူလုပ်ငန်းရွှေတောင်မော်ကရွှေတောင်မော်ရွှေတောင်မော်ဆိုတာကျွန်တော်ကြောင်းတက်ခဲ့တယ်တရားဝီတိုင်းဒေသကြီးဥပင်မြို့နယ်ရေလဲကလေးနော်ရေလဲကလေးအာထကကြောင်းသားနေလို့ဟာလား ဟိုဟာဘောကြောင်းနဲ့နီးတယ်ခြေလဲလေးနဲ့နီးတယ်ခြေလဲကလေးရွှေ့တော့မို့နော်ရွှေညီကိုဖိတ်စာလုပ်ငန်းနော်အဲ့ရနေပြီးတော့သူ့ကိုနှမ်းပြီးတော့ဆက်တွေ့လာတယ်ကိုအောင်ခန့်ပါတချင်းရေးပေးပါတဲ့သူပဲဆိုပေးပါအဲသူကအစိုးတော်ကြက်လာပြီမတိယုံဟာနဲ့ပေါင်းတော့သူလည်းတိလာပြီအဲမဥပင်မာတော့ဝဝကွယ်ဒိတ်ဒိတ်ကျဲဖြစ်သွားပြီဒိတ်ဒိတ်ကျဲဝဝကွယ်ထွမြက်ကိုကိုဖြစ်နေသူရ crazy ကသူကနေထူးနိုင် crazy queen နေထူးနိုင်သူက crazy ဖြစ်တော့သူ့နာမည်ကိုတော့မှ မအူပင်နေထူးနိုင်ဆိုပေးထားတာအဲသူ့အိုက်တော့ကကိုနေထူးနိုင်မဟုတ်ဘူးတချင်းမိတ်ဆိုပြလိုက်တော့ဒီအမေလက်ကြိုက်တယ်အမေလက်ကြိုက်တယ်ဆိုတော့သူကဒီအမေကလည်း line မသုံး line မသုံးတော့ဒီကျွန်တော်တချင်းဖုန်းလေးနဲ့ဖွင့်ပြလိုက်တာဖွင့်ပြလိုက်တော့သူကထူးထူးခြားခြားပါစကားထပြောလဲဆိုတော့သူ့ဖုန်းထဲမှာဒီတချင်းမတက်လာလို့တဲ့သူထပ်ပြီးနားထောင်ကြည့်လို့နေမှာပေါ့အဲ့လိုကျွန်တော်လည်းအလောက်တစ်ဖက်နေနေဆိုတော့အဲ့လိုဟိုဖွင့်ပြတယ်ဟို ီးလို့ရှိရင်ကိုအလုတ်သွားရတဲ့ခါကျတော့လေအဲ့မဲ့ तू ဖုန်းထဲမှာဒီတချင်းကိုတက်မလာလို့ तू အဲ့လိုမျိုးလေးတော့မေးတယ်ဗောအဲ့လိုမမေးဘူးဘာတော့ချင်ဟာအမေကတော့ချစ်တာဗောအမေကလောစတယောက်ပဲရှိတော့တာလေကျွန်တော်တို့မှာဟုတ်မျက်နှာမငယ်အောင်ကတော့ဒီပထမပိုင်းဗောနော်ဒီအလုတ်တွေတော့မဲ့ဆိုတနေ့တည်းနဲ့ဟိုလောက်၃လုံးလောက်လောက်ရတယ်ဟာရှိတယ်ဗောညာဘက်တွေလည်းလောက်ရတာဗောလေညာဘက်တွေကျတော့ ုံလောက်ဆိုညာဘက်တွေကျတော့ online shopping ရောင်းရတာဟုတ်ကဲ့ online shopping ဓာတ်ပုံလေးတွေရိုက်ပြီးတော့ line မတင်ရောင်းပေါ့ထယ်လေးတွေပေါ့အဲ့လိုမျိုးရောင်းရတာထိုးနေတဲ့အချိန်မှာတကယ်ခံစားချက်ပြည့်နေကျွန်တော်စီဆိုးတာဒါကြောင့်လည်းတချင်းလေးကကိုယ်ဆိုလို့ရင်အားပေးလိုက်သူကတော်တော်များတယ်ကျွန်တော်ရေးပြီးတဲ့စာသားမှာလည်းသူ core file လေးဆိုရင်သူ့ရှင်နဲ့သူ့အမေပြောချင်တဲ့စကားလေးပေါ့နော်မေလိုတာဖြည်းစည်းလို့တာနေ မေးပြောရင်ကျွန်တော်ပြုံးလို့သာနေအဲအဲ့လိုလေးကသူကသူ့အမေရဲ့ဆန္ဒတွေကိုနောက်ဖြည့်ဆည်းပေးနေရတာလေးကိုသူကပြောနေတယ်ကားလိုက်ပါလေပါဟုတ်ဟုတ်ကဲ့နောက်ထပ်ဆွဲခဲ့တာပါလူပင်ဒီကျွန်တော်တို့ဘူချုပ်ကျေးရုပ်လမ်းစော်ပါမှာပါဟုတ်အားပေးတာတော့ဒီကိုကတော့ဗောနဒီနှုတ်ကတော့မပြောပြီမဲ့ဒီစိတ်ထဲမှာစိတ်ထဲမှာကိုကတော့ထားပြီးတော့မှပြည့်ပြည့်စုံစုံဖြစ်အောင်ပါဖက်ဖက်မှာပြည့်စုံဖြစ်အောင်ထားပေးရတာပါလို့ လို့သိရှိအောင်ဟုတ်တယ်လို့ရှိရင်တို့လှူမဲ့တမ်းမှန်ဆိုလို့ရှိရင်လည်းကျွန်တော်ဘက်ကဖြည့်ဆည်းပေးရတာပေါ့နော်ဖြည့်ဆည်းပေးတယ်စားခြင်းနဲ့နောက်ပြီးကောင်းထိုင်ကောင်းတာစပြီးတော့ဒီလိုဖြည့်ဆည်းပေးရတာအကုန်လုံးလိုက်လုံးလေးဖြည့်ပေးရတာနောက်တစ်ထားသွားမဲ့တော့ဒီထက်ပေါ့နော်ဒီထက်မကသူပြည့်ပြည့်စုံစုံဖြည့်အောင်ပေါ့အဲ့လိုမျိုးဒီသူ့ရဲ့ကျမ်းမာရေးကအစပေါ့နော်ကျမ်းမာရေးဒီခြေတောင်းမဲ့အချိန်လေးကအစအဲ့အဲ့ဒါလေးကအစဒီထက်မကဒီ site ပို့ပြီးတော့ site ကောင်းမယ်တော့ပြီးတော့မေး လှူဒန်းပေးကမ်းကျင်တာလေးတွေလည်းမေဆန္ဒတိုင်းကိုစိုဒီကထိန်ခင်းမှုတွေပါလေးရှိတယ်ဟုတ်ပါအဲ့ဒါလေးအိမ်မှာလည်းလှူဖို့တွေလည်းရှိတယ်ရုံငန်းဖွင့်ပွဲမှာပါလို့ဟုတ်တယ်ဟုတ်တယ်ရုံငန်းလည်းကျွန်တော်တို့ဒီဖေချံမြေပေါ့ဖေချံမြေအဲ့ချံမြေပေါ်ဝေကလာမယ်10လပိုင်း14ရက်နေ့ညရဲ့15ရက်နေ့မနေ့မှာကျွန်တော်အောင်ခန့်ပိုင်းမတီအောင်ဟာနဲ့အတူလူပညာရှင်တွေများစွာနဲ့ကျွန်တော်တို့ဖြောပြတင်ဆက်မယ့်အစီအစဉ်ကိုလည်းဒီမှာကြည့်နေတဲ့အမျိုးတွေပူပင်ကအမျိုးတွေအထူးသဖြင့်ပေါ့နော် လိုင်းအောင်အားပေးဖို့လည်းဖိတ်ခေါ်ပါတယ်မြန်မာနိုင်ငံနဲ့ကမ္ဘာရဲ့ကအမျိုးတွေကိုတော့ကျွန်တော်တို့ line ပေါ်တင်ပေးမှဖြစ်ပါတယ်เนาะ line ပေါ်အနေနဲ့အားပေးကြပါလို့ကျွန်တော်တို့ဖိတ်ခေါ်ရင်းနဲ့ကျွန်တော်တို့နှစ်ယောက်ရဲ့ interview ဖြည့်တဲ့အစီအစဉ်လေးဒီများလေးလည်းပဲနှုတ်ဆက်ပါတယ်ဗောနော်